ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါရစေ။ညရာရက်ပြောင်းလဲမှုတွေကြားမှာသင်အားရောနေပြီလား။ဒါဆိုရင်တော့ဒီပုံမြင်လေးကသင်အတွက်အားစေတစ်ခွက်ဖြစ်စေမှာပါ။မြို့ပြတစ်ခုမှာရှိတဲ့ပကြီးပြတိုက်တစ်ခုရဲ့တိတ်ဆိတ်နေတဲ့မြေအောက်ခန်းတစ်ခုမှာရှီဟောင်းပကြီးကားများစွာဟာဖုံတွေအပြည့်ဖြစ်နေပါရယ်။ဖုံတက်နေတဲ့ထိုပကြီးကားချက်တွေကြားမှာငကလေးတစ်ကောင်ရဲ့အတိုက်လေးတစ်ခုရှိပါရယ်။အတိုက်ဟာသေးပြီးမခိုင်ခံမိမဲ့ ူရဲ့မျောလင့်ချက်အိမ်မက်တွေနဲ့တိဆောက်ထားတာကြောင့်ငါကလေးဟာသူမရဲ့အတိုက်ကကဘာပေါ်မှာအလုံးကျုံဆုံးနေရဖြစ်တယ်လို့ယုံကြည်ပြီးနေ့စဉ်နေ့တိုင်းအတိုက်ကိုအလှဆင်ကပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တယ်။တနေ့မနက်ခင်းမှာတော့ပြားရိုက်ဝန်းထမ်းတွေကမကြီးကားရီကိုပြသဖို့အထက်တိုင်းကိုတန်ရှင်းရေလို့ရွှေပြောင်းနေကြတဲ့အတန်းတွေကြောင့်အချားငှက်တွေဟာကြောက်လန့်တကြပြေးသွားကြပြီမေ။ထုံငါကလေးကထွက်ခွာဖို့ညင်ဆန်နေပြီးသူမရဲ့အိမ်လုံးကျုံစွာရှိနေမယ်ဆိုရက်မျောလင့်ချက်ကိုစောက်ကင်ထားက အဝေးကနေမျက်ရည်အပြင်းနဲ့သူမရဲ့အတိုက်ကိုလှမ်းကြည့်နေခဲ့ပါတယ်။ဒါပေမဲ့လည်းကန်တရားမှာအခြားစီစဉ်တွေ ရှိသေးတာကြောင့်နောက်ဆုံးမှလုံသားတွေဟာသူမရဲ့အတိုက်နာမှာရှိတဲ့ပကြီကားကိုယူသွားတဲ့အတွက်သူမသိချေရတဲ့အတိုက်ဟာမျက်စိရှိမှရင်ပျက်စီးသွားပါတော့တယ်။သူမလည်းမတက်တာပဲဝမ်းနဲ့နာကျင်စွာနဲ့ချေရတဲ့အိမ်ကိုဆွန့်ခွာပြီးပြန်ထွက်သွားပါတော့တယ်။ရပောင်းများစွာ သူမဟာလမ်းပြောင်းနေပြီးစာလောင်မတိတ်ခါ သူမရဲ့အလှပတဲ့အင်္ဂလိပ်ပျက်စီးသွားတာကိုစဉ်စားတွေးတော့ကဝမ်းနေနေခဲ့ပါတယ်။ငါကလေးကလမ်းတစ်လျှောက်ပင်ပန်းနွမ်းနေနေခဲ့ပြီးမြသူမဆွဲမလျှော်ပဲဆက်လက်ပြန်တန်းရှာဖွေနေတယ်။တနေ့မှာတော့သူမဟာပန်းမျိုးစုံနဲ့ငိမ့်ချမ်းပြီးတစ်ပင်တွေကနေတဆင့်နှွေးထွေးတဲ့နေအောင်ကြီးဖြာချနေတဲ့စိမ့်လန်းစုပြည့်တဲ့ဥယျာဉ်တစ်ခုကိုတွေ့ရှိလိုက်တယ်။၎င်းဟာအကောင်းဆုံးနေရာတစ်ခုဖြစ်တာကြောင့်သူမဟာမျောလင်းချက်အသင်းနဲ့ ရခင်အိမ်ထက်ပိုကြီးမှာပိုခိုင်ခံပြီးလှပတဲ့အတိုက်အသည့်တစ်ခုကိုတချောင်းချင်းစီပြန်လဲစတင်တိဆောက်ပါတော့တယ်။သူမရဲ့အတိုက်အသည့်ထဲမှာနေထိုင်ရင်နားလေသဘောပေါက်သွားတာကအကယ်၍သူမရဲ့အတိုက်ဟောင်းကိုသာမဆုံးရှုံးခဲ့ရင်အခုလိုလှပပြီးပိုမောကောင်းမွန်တဲ့နေရာကိုသူမဘယ်တော့မှရှာဖွေတွေ့ရှိနိုင်မှာမဟုတ်ဘူးဆိုရပါပဲ။ငါကလေးလိုပဲဘဝမှာကျမတို့ချင်းရတဲ့အရာတွေအိမ်အလုပ်ဒါမှမဟုတ်ဆက်ဆံရေးအချို့ပြိုကွဲသွားတဲ့အခါကျမတို့ဟာ ကန်တရားကိုပဲအပြည့်တန်းလင်းရှိပါတယ်။ဒါပေမဲ့တခါတလေမှာတချို့သောဆုံရှုံမှုတွေဟာအဆုံးသက်တွေမဟုတ်ပဲဝတ်ထားတဲ့အစာပြုံမှုတွေဖြစ်နေတတ်ပါတယ်။စိန်ခေါ်မှုဆိုတဲ့အရာတွေဟာကျမတို့ရဲ့စွမ်းအားကိုစမ်းသပ်ပြီးကျမတို့စိတ်ရှည်တည်ခံနိုင်ရင်ဘဝဟာကျမတို့စိတ်ကူးထားတာထက်ပိုမိုကောင်းမွန်တဲ့အရာတွေကိုဆွချင်းမြင်နိုင်ပါတယ်။ဒါကြောင့်ဘဝကအတင်ကိုတက်တောင့်တသားရှိတဲ့အရာကနေဖေရှားလိုက်တဲ့အခါဆွေးမလျှော်ပဲဆက်လက်စူးစမ်းပြီးအမြဲယူလျားနေပါ။ ဘာလို့လဲဆိုတော့တင်းဆက်ကြုံတွေ့ရမယ့်အရာကတင်းဘဝရဲ့အလှပါဆုံးနေရအကောင်းဆုံးအချိန်တစ်ခုဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါပဲ။ကျမတို့ရဲ့နေ့စဉ်ဘဝအမောရိကြတွေကအာတင်းစရာစိတ်အားတက်စီမဲ့ပုံရံလေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။